လက်ကျန်နှစ်လမှာအရင်ကတည်းကပို့ပြီးတော့ဝင်ငွေတိုးအောင်လို့ online မှာနေပြီးတော့ဘလို့ငွေရှာလို့ရမလဲသိချင်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့လိုပါတယ်အဲ့တော့ online မှာနေငွေရှာမယ်ဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးသိရမယ့်အချက်က online ပေါ်ကငွေရှာလို့ရတဲ့နည်းလမ်းတွေကိုသိဖို့လိုပါတယ်များသောအားဖြင့်ကျွန်တော်တို့ online ပေါ်ကငွေရှာနေတဲ့နည်းလမ်းတွေက freelance service တွေပေးတာတွေ အဲ digital product တွေရောင်းချတာတွေ online shopping လုပ်တာတွေဒါမှမဟုတ်လို့ရှင်လည်းတချို့ဆိုလို့ရှင်လည်း online class ထုတ်တာမျိုးတွေနောက်ပြီးရင် YouTube channel TikTok channel ဖွင့်ပြီးတော့ monetization ကနေပြီးတော့ပတ်စံရှာတာမျိုးတွေစသဖြင့်လှုပ်ဆောင်ကြရရှိပါတယ်ဆိုတော့ကျွန်တော်တို့ကအရင်ဆုံးနားလည်ရမှာကဒီလိုမျိုး online ပေါ်ကနေငွေရှာဖို့အတွက်ဘယ်လိုမျိုး scale တွေကိုမှပိုင်ဆိုင်ပြီလဲဆိုတော့အရင်ဆုံးသိရှိဖို့လိုပါတယ်အဲ့တော့ ဟိုတတိယဖြစ်ဗျာကိုမှရှိတဲ့ skill နဲ့ကျွန်တော်တို့က online ပေါ်ကနေငွေရှာဖို့ကြိုးစားရမယ်ဆိုတဲ့အခါမှာစနစ်တကျနဲ့လှုပ်ဆောင်နိုင်ဖို့လေလိုတယ်ဆိုတော့လူတိုင်းကတော့ skill တွေရှိကြရပြီဗျာဒါပေမဲ့အဲ့ skill တွေကို online ပေါ်မှာဒီအသက်မသွင်းနိုင်ဘူးအဲ content တွေမဖန်တီးဘူးအဲနောက်တစ်ခုကဝငွေဖြစ်တဲ့မတိဆောက်နိုင်ကြပါဘူးအဲ့တော့ကျွန်တော်တို့ကအဲ့အချက်တွေကိုပြင်ဆင်ရမှာဖြစ်ပါတယ်ကိုမှရှိတဲ့ skill တွေကိုကျွန်တော်တို့ကစနစ်တကျနဲ့ဒီ online ပေါ်ကနေငွေရှာနိုင်ဖို့အတွက်ကျွန်တော်တို့အဆင့်၃ဆင့်လှုပ်ဆောင်မှာဖြစ်ပါတယ် ပထမအဆင့်ကတော့ဗာလဲဆိုတော့တိကျတဲ့ target goal တွေချမှတ်ရမှာဖြစ်ပါတယ်။ဥပမာလက်ကျန်ကျွန်တော်2လဆိုရင်ရက်60ရှိရဲ့။အဲ့တော့ဘယ်နည်းအတွင်းမှာလူသိအောင်လုပ်မယ်။ဘယ်နည်းဆိုလို့ရှိရင်တော့ရောင်းအောင်လုပ်မယ်။ဘယ်နည်းအတွင်းမှာတော့အမျက်ထွက်အောင်လုပ်မယ်ဆိုရဲကျွန်တော်အဆင့်ဆင့်เนาะ goal set တွေချမှတ်မှာဖြစ်ပါတယ်။နံပါတ်2ချက်ကတော့ဗာလဲဆိုတော့တိကျတဲ့ plan ရှိသွားပြီဆိုရင်ကျွန်တော်ကကိုယ့်ရဲ့ဒီ content creation process ကိုစတင်ရမှာဖြစ်ပါတယ်။ online ပေါ်မှာကျွန်တော်တို့က brand တွေနဲ့တိစောက်ဖို့လိုပါတယ်အဲ့ခါမှာ social media အားတွေကိုယူရမယ် content အားတွေကိုယူရမယ် content တွေပုံမှာ impact လုပ်ဖို့လိုတယ်အဲ့တနည်းအားဖြင့်ကျွန်တော်တို့ရဲ့ scale နဲ့ content တွေဖန်တီးပြီးတော့လူတွေကိုကူညီနိုင်မှုစူးစမ်းမယ် consistent ဖြစ်ဖို့ကအရင်အရေးကြီးတယ်တင်လိုက်မတင်လိုက်မဟုတ်ဘူးတနည်းကိုသုံးပုတ်တင်မယ်ဆိုလဲသုံးပုတ်တင်မယ်အဲကျွန်တော်တို့သေချာလေးပေါ့နော် format တခြားလေးသွားမယ်ဆိုလို့ရှိရင်အချိန်ကာလတစ်ခုရောက်တဲ့အခါမှာကိုယ့်လူတွေက တတိထားမိလာမှာဖြစ်ပါတယ်အဲ့တော့တတိထားမိအောင်လဲတော့လူတွေကမဝယ်ဘူးပေါ့နော်ကျွန်တော်ခုနပြောသလိုပဲလူတွေဝယ်အောင်လဲထပ်မှန်ပြီးတော့ဘယ်လိုမျိုး content တွေနဲ့တွန်းအားပေးရမလဲဆိုတာကိုထပ်သိဖို့အရေးကြီးပါတယ် Okay ဒီအဆင့်နှစ်ဆင့်ကိုလောက်ပြီးသားပြီဆိုလို့ကျွန်တော်နောက်ဆုံးအဆင့်ကတော့ပါလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ကတနည်းအားဖြင့်ပေါ့နော်ကိုယ်အဲတနည်းအားဖြင့်ဒီ online ပုံကနေပြီးတော့ကိုယ့်ရဲ့ digital income ရစေမယ်အဲလမ်းကြောင်းတွေကိုဖြတ်ထွက်စီစဉ်ဖို့ဖြစ်ပါတယ်ဆိုတော့ကကျွန်တော်တို့ကလမ်းကြောင်းတစ်ခုเนาะ online ပုံ ို့ပြဆောက်ပြီးသွားပြီလူတွေကလည်းကို့ကိုသတိထားမိသွားပြီကို့ကိုလည်းလာပြီးတော့မေးမြန်းစုံစမ်းမှုတွေရှိလာပြီဆိုတဲ့အခါမှာကျွန်တော်တို့ကကိုစတင်ရောင်းချမယ် product တွေရောင်းမယ်နောက်ပြီးတော့ကျွန်တော်တို့ channel တွေကနေတစင်ဝင်ဝင်အောင်ကျွန်တော်တို့စူးစမ်းမယ်ပြီးရင်ကျွန်တော်တို့ network တွေကနေတစင်အဲတနည်းအားဖြင့်ပေါ့နော်ချိတ်ဆက်ပြီးတော့ကျွန်တော်ဘာတွေလုပ်လို့ရမလဲဆိုတာတွေအများနဲ့တွေးတော့မယ်ပြီးရင်ကျွန်တော်တို့ရဲ့ social media နေဝင်ဝင်လမ်းကြောင်းတွေဘယ်လိုဖြန့်ကျက်လို့ရမလဲစဉ်းစားမယ်ဒီလိုပုံစံတွေတွေးဖို့လိုပါတယ် လမ်းကြောင်းတစ်ခုတည်းတိဆောက်ပြီးတော့ဒီလမ်းကြောင်းကနေပဲငွေဝင်ရမယ်ဆိုတော့တတ်မှတ်ချက်မရှိပါဘူးအဲ့တော့ကျွန်တော်တို့ကဒီအစ်စ်သုံးစုကိုဖျက်တမ်းလိုက်တော့မှသာပါ2025မကုန်ခင်မှာတရားသူတွေကအဲ online ပေါ်နေပဲငွေရှာနိုင်ပြီးတော့တကယ်ဝင်ဝင်တိုးလာမှာဖြစ်ပါတယ်ကျွန်တော်ပြောတဲ့နီလန်းတွေကတကယ်လည်းကြတော့ဟိုတခြားနားမလည်သေးတဲ့သူတွေအတွက်ဆိုရင်တော့စဉ်းစားကြလှုပ်ဆောင်မှုခက်ခဲနိုင်ပါတယ်အဲ့တော့ဒီကချင်းနေတဲ့သူတွေကအချိန်နည်းရလောက်ပြေးပြီးတော့ဒီလိုမျိုးနီလန်းကောင်းတွေကိုအချိန်တို့တွင်မှလေ့လာခြင်းလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့အပ digital အင်ကန်းရအောင်ဘယ်လိုလုပ်ဆောင်မလဲဆိုရယ် strategy တွေ system တွေ format တွေကိုစနေကြလေ့လာမှာဖြစ်ပါတယ်အဲ့တော့အဲ့ကညီမတစ်စင်ကိုလုပ်ငန်းအတွက်အော်ငါဒီလိုလုပ်ရမှာပါလားအော်ငါဒါဒီလုပ်ရမှာပါလားဆိုတာသေချာနားလည်ပြီးတော့ကျွန်တော်တို့2026မှာ2025မှာကုန်ခင်မှာသေချာဖို့ဝင်ရှာနေမှာဖြစ်ပါတယ်ကျေးဇူးပါဒီဗီဒီယိုလေးကကြည့်နေတဲ့တွေအကျိုးရှိမှာလို့ထင်ပါတယ်ထပ်မှန်ပြီးတော့ဒီသင်တန်းနဲ့ပတ်သက်ပြီးအသေးစိတ်ပြချင်လို့ရှင်လေ digital income လို့ရိုက်ပြီးတော့အသေးစိတ်ပြမယ် နေ့လေးကတော့နိုဝင်ဘာ၈ရက်နဲ့၉ရက်ပါစတင်မှာဖြစ်ပါတယ်အားလုံးကျေးဇူးပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်